နှုတ်ကိုကြည့်ပြီးတော့လူကောင်းလူရုပ်ခွဲခြားနီးပေါ့နော်ပြောဆိုတဲ့ဇကားကို ကြည့်ပြီးတော့ဒါလူကောင်းလားဒါလူရုပ်လားဆိုတာကိုခွဲခြားတဲ့နီးဟိုသူများကိုခွဲခြားရမှာမဟုတ်ဘူးကိုကိုကိုဝေဖန်ပြီးတော့ခွဲခြားဖို့ရည်ရွယ်ပြီးတော့ပြောတာပါဟုတ်ကြလားအဲ့ဒီမှာမြတ်စွာဘုရားကလောကမှာရုပ်မာတဲ့ပုံကိုယ်တွေဟာပြောလိုက်လို့ရှိရင်သူများမကောင်းကြောင်းကြီးပဲတဲ့ သူများမကောင်းကြောင်းကိုမမေးဘဲနဲ့ပြောသေးတဲ့မေးလာရင်တော့အဲ့ဒါအကျေတဝတ်မဆုံးနိုင်တော့ဘူးပြောနေတော့တာတဲ့နော်နောက်ပြီးတော့သူများကောင်းကြောင်းကို မပြောနိုင်ဘူးတဲ့မေးလာပြီဆိုတော့မှမပြောချင်းပြောချင်းနဲ့ပြောတာတဲ့နော်နောက်ပြီးတော့ကိုကောင်းကြောင်းကိုအလွန်ပြောတယ်တဲ့မမေးဘဲနဲ့ပြောတယ်မေးလာရင်တော့မဆုံးတော့ဘူးပြောနေတော့တာ ပြီးတော့ဗာလေကိုမကောင်းเจ้าကိုဘယ်တော့မှမပြောဘူးမေးရင်တောင်မှမလွဲတာမရှောင်တာနည်းနည်းပဲပြောတယ်တဲ့အဲ့ဒီအင်္ဂါရက်၄ပါးနဲ့ညီရင်အဲ့ဒီနှုတ်ပိုင်ရှင်ကိုဒါလူရုပ်လို့သိလေတဲ့သုံးနှုန်းထားတာကတော့နည်းနည်းယဉ်သိသလိုလိုရှိတယ်နော်ဒါပေမဲ့မလွန်ဘူးလို့ဥစဉ်ထင်တယ်ဘာဖြစ်လို့လဲဆိုတော့သူများမကောင်းကြောင်ပြောနေတဲ့အချိန်မှာစိတ်ထဲမှာကောင်းမြတ်တဲ့သဘောဖြစ်ကုန်မဖြစ်ဘူး ကိုမကောင်းကြောင်းပြောတဲ့လူကောင်းတယ်မကောင်းဘူးဆိုတာမသေးကြပါမယ်လို့မကောင်းကြောင်းပြောနေတဲ့လူမကောင်းဘူးဆိုတာတော့သေကြတယ်လက်ခံရလားဥစဉ်ပြောတာကိုအဲ့အဲ့လိုပဲကိုကောင်းကြောင်းပြောနေတဲ့အချိန်မှာလဲကိုရဲ့စိတ်ထဲမှာကောင်းမြတ်တဲ့သဘောဖြစ်ကုန်မဖြစ်ဘူးဟုတ်ရလားကိုကိုကိုအမွန်းတင်ပြီးတော့အတုကန္တနလို့သုံးတာပေါ့သူများကိုနှိမ်ချပြီးတော့အဲ့ဒီစိတ်ဓာတ်မျိုးတွေဖြစ်နေတာကိုကောင်းတဲ့စိတ်ဓာတ်လို့ခေါ်နိုင်မလားအေးမကောင်းတဲ့စိတ်ဖြစ်နေရင်ဒါမကောင်းတဲ့လူပေါ့ လူမှာယုတ်ကအဓိကလားစိတ်ကအဓိကလားစိတ်မြတ်ရင်လူမြတ်လို့ပြောရတာပဲစိတ်ကောင်းရင်လူကောင်းလို့ပြောရတာပဲစိတ်ယုတ်ရင်လူယုတ်လို့ပြောရတာပဲဒီယုတ်ပိုင်းဆံရကြီးကတော့တိတ်ထူးတယ်လို့မရှိပါဘူးတရားဓမ္မတို့လက်မောင်းကိုဖောက်လိုက်ရင်သွေးထွက်လာတယ်လူယုတ်မှာတယောက်ရဲ့လက်မောင်းကိုဖောက်လိုက်ရင်လည်းသွေးထွက်လာတာပဲမဟုတ်လားဘာကထူးနေတာလဲစိတ်ကထူးနေတာဟုတ်ရဲ့လားဒါကြောင့်မကောင်းတာတွေပြောနေပြီကိုကောင်းကောင်းတွေပြောနေပြီသူများမကောင်းကောင်းတွေပြောနေပြီဆိုရင် အဲ့ဒီအချိန်မှာကိုယ့်ရဲ့စိတ်ဒီကောင်းတဲ့စိတ်လို့ပြောမလားမကောင်းတဲ့စိတ်လို့ပြောမလားမကောင်းတဲ့စိတ်ပါဒါကိုယ်တိုင်ခံစားလို့ရပါတယ်သူများမကောင်းကြောင်ပြောနေတဲ့အချိန်မှာစိတ်ထဲမှာမချမ်းသာပါဘူးဒါဥစဉ်တို့လည်းပုထုသင်တဘာဝပြောဘူးပါတယ်ပြောလည်းပြောနေတာပါပဲမတက်နိုင်လို့ကိုယ်စိတ်ကိုမနိုင်သေးလို့ပြောနေရပေမဲ့လို့သူများမကောင်းကြောင်ကိုပြောနေတဲ့အချိန်မှာစိတ်ထဲမှာအရသာရှိလာတယ်လို့မရှိပါဘူးကိုကောင်းကြောင်ကိုပြောနေရရင်လည်းစိတ်ထဲမှာအရသာရှိတယ်ချမ်းသာတယ်လို့မရှိပါဘူးဟုတ်ရဲ့လား ဒါကြောင့်မြတ်စွာဘုရားကသူများမကောင်းကြောင်းမမေးဘဲနဲ့ပြောတယ်။သူများကောင်းကြောင်းကိုမပြောနိုင်ဘူး။ကိုကောင်းကြောင်းကိုအတင်းပြောတယ်။ကိုမကောင်းကြောင်းကိုမပြောနိုင်ဘူးဆိုရင်အဲ့ဒါလူယုံမှလို့မှတ်လေတဲ့။ဟုတ်ရဲ့လား။အေးသူတော်ကောင်းဆိုတာအဲ့လိုမဟုတ်ဘူး။စိတ်ကောင်းနှလုံးကောင်းရှိတဲ့လူဆိုတာအဲ့လိုမဟုတ်ဘူး။သူများမကောင်းကြောင်းကိုမမေးရင်ဘယ်တော့မှမပြောဘူး။မေးလာပြီဆိုတော့မှအာဒါမျိုးတွေကဖြစ်တတ်ပါတယ်ဆိုပြီးတော့ညံ့ညတာတာရှော့ရှော့ပေါ့ပေါ့ပြောတယ်။ ဒါသူတော်ကောင်းတို့ရဲ့စိတ်ဓာတ်နော်သူများကိုမေတ္တာသဘောရှိနေတာကို မပြောလိုက်ချင်ဘူးဟုတ်လားသူများနှိမ့်ကြနေတာကြီးသူများမဟုတ်နေတာကြီးကိုပြောမှငါမြင့်သွားမယ်ဆိုတဲ့ခံစားချက်သူတို့မှမရှိဘူးဟုတ်ရဲ့လားဒါကြောင့်သူများမကောင်းတာကိုမပြောချင်ဘူးမပြောဘူးသူများကောင်းချောင်းကိုပြောနိုင်တယ်မမေးဘဲနဲ့ပြောနိုင်တယ်မင်းရင်အကျေတဝန်ပြောနိုင်တယ်မုရိတာတွေရှိတာကိုသူတို့ကဟုတ်ရဲ့လားကိုကောင်းချောင်းကိုမပြောချင်ဘူး မမေးရင်ဘယ်တော့မှမပြောဘူးမေးလာပြီဆိုတော့မှအလကားပါကွာတိုက်ဆိုင်သွားလို့ဖြစ်တာပါရှော့ရှော့ပေါ်ပေါ်ပြောတာပေါ့ကိုမကောင်းချောင်းဆိုရင်တော့မမေးဘဲနဲ့ပြောတယ်မေးလာရင်တို့တို့တို့ကဘလို့ညံ့တာဟုတ်တယ်ပြောနိုင်တယ်ပေါ့ဟုတ်လားအေးအဲ့ဒီလိုမျိုးနှုတ်အဲ့ဒီလိုမျိုးစကားရှိတဲ့ပုဂ္ဂိုလ်မှဒါသူတော်ကောင်းစိတ်သက်ရှိတယ်လို့ဆိုရတယ်ထားပါတော့အဲ့တော့ဦးဇင်းတို့ပြောကျင်တာကလောကကြီးမှာ ပြောနေတဲ့စကား ကိုနားထဲကိုရောက်လာတဲ့ဇကားတွေဟာအများစုကတော့ဒါမျိုးတွေပဲမဟုတ်လားနော်အနှစ်ချုပ်လိုက်ရင်သူများမကောင်းကြောင်းနဲ့ကိုကောင်းကြောင်းလူရည်လေတဲ့လူတွေကတွယ်ဝိုက်ပြောတယ်အတဲ့လူတွေကတဲ့တဲ့ပြောတယ်ဒါပဲကွာလေဟုတ်ရဲ့လား